နောက်ရင်ဂျယ်လစ်မှာသမ္မတထရန့်လွတ်လိုက်တဲ့အမျိုးသားအဆောင်တပ်ဖွဲ့တွေနဲ့ဆန္ဒပြသူတွေထိတိုက်တွေ့မှုတွေဖြစ်ခဲ့ပြီးတော့အခြေအနေကတော့ပွဲကျနေပြီဖြစ်ပါလိမ့်ဆန္ဒပြမှုတွေကလည်းအကြီးအကျယ်ဖြစ်နေပါတယ်တရားဥပဒေစိုးမိုးရေးအတွက်လိုအပ်တာတွေအလုံးကိုထပ်ပို့မယ်လို့သမ္မတထရန့်ကပြောပါတယ်အမေရိကန်ပြည်ထောင်စု နောက်ဘက်ကယ်ဖိုးနီးယားပြည်နယ်လောင်းဂျယ်လစ်မှာအထောက်ထားမဲ့ရွှေပြောင်းနေထိုင်သူတွေကိုအမေရိကန်တာဝန်ရှိသူတွေကစီးနင်းဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ကောက်ကွက်ဆန္ဒပြမှုတွေမကြည်ငြိမ်မှုတွေဖြစ်တဲ့အတွက်သမနာထရန်ကားတွေဒီကရုံးကံတဲ့ဘောလောင်းဂျယ်လီစ်ကိုမျိုးသားလုံချုံကြီးတပ်ဖွဲ့ဝင်2000စေလွတ်လိုက်ပါလေထရန်ကဖရယ်ဆိုရအနေနဲ့ဝင်ရောက်ဖြည့်ရှင်မယ်လို့ပြောခဲ့ပြီးစနေနေ့မှာလောင်းဂျယ်လီစ်ဆန္ဒပြသူတွေနဲ့လူဝင်မှုအကောက်ခွန်ရတဲ့ဖွဲ့ ICE ကြားမှာတိုက်ခိုက်မှုတွေဖြစ်ခဲ့ပါလေလက်တင်အမေရိကလူမျိုးများစုရှိတဲ့ Promox ခင်ဘက်ကနေထိုင်သူတွေနဲ့ ICE ရတဲ့ဖွဲ့ကြားမှာတိုက်ခိုက်မှုတွေပြင်းထန်ဖြစ်ခဲ့ပါတယ် မြေယူဘုံနဲ့လူစုခွဲတာတွေတော့လောက်ခဲ့ပါလေဒီတစ်ပတ်အတွင်း Law and Justice ICE ကစစ်ဆေးဖမ်းဆီးမှုမှာလူ138ဦးထိဖမ်းခံရပါလေတောက်ကြနေက44ဦးဖမ်းခံရပါလေစံနာပြမှုပထမဆုံးစတင်ရာ Home Depot စိုင်းအပြင်ဘက်မှာလေရုဟာမိကုန်းတွေနဲ့ထူထပ်နေတာတွေ့ရပါလေ Law and Justice ရဲ့တပ်ဖွဲ့ဟာအတန်းဘုံတွေမြေယူဘုံတွေပြစ်ခတ်ပြီးစံနာပြသူတွေကိုဖယ်ရှားဖို့စူးစမ်းနေပါလေစံနာပြသူတွေနဲ့ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဒေတာခန့်စီးပွားရေးလုပ်ငန်းတွေအတွင်းပိတ်မိနေပြီးတော့အပြင်ထွက်ဖို့အကြောက်ရွံ့နေကြတယ်ဆိုပါတယ်။ Promote ခရိုင်ဘက်လူဦးရေ80%ကျော်က Spain, Gabio, Hispanic တွေဖြစ်ပါတယ်။တနင်္ဂနွေနေ့ထုတ်ပြန်ကြမှာတော့ Loyal Jealousy ကရဲတပ်ဖွဲ့နှစ်ဦးတနင်္ဂနွေတန်းရရတယ်ဆိုပါတယ်။ဈေးမှာတော့မီးလောင်မှုတွေဖြစ်ခဲ့ပါတယ်။ကားတွေမီးလောင်မှုကိုလည်းတွေ့ရပါတယ်။မီးရှုမီးပန်းနဲ့ Dusty Plane တွေနဲ့ပြစ်ခတ်မှုကိုလည်းတွေ့ရတယ်လို့ဆိုပါတယ်။ လလောဆယ်မှာတော့ကာကွယ်ရေးမျိုးသားတပ်ဖွဲ့ဝင်တွေဟာ101ဝေပြလက်မကြီးကိုပိတ်ဆို့ထားလိုက်ပါတယ်။စနားပြသူတွေဟာလမ်းလင်းပေါ်မှာကားတွေကိုမီးရှို့တာတွေလုပ်နေပြီး Law and Justice ရဲ့တပ်ဖွဲ့ကစနားပြမှုတွေဟာတရားဝင်လုပ်နေတာမဟုတ်ဘူးလို့ကြေညာပါတယ်။ California ပြည်နယ်အုပ်ချုပ်မှု Gavin Newsom ကတပ်ဖွဲ့တွေပြန်ရောက်သိမ်းဖို့တမနာထရန့်ကိုတိုက်တွန်းခဲ့ပြီးတခြား Democrat အုပ်ချုပ်မှုတွေကလည်းတမနာထရန့်ကိုအာဏာလွှဲသုံးစားလုပ်ကြောင် စိုးရိမ်ဖွယ်ရလို့ပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့ တမလောထွန်းကမျိုးသားအစောင်းတစ်ဖက်ကိုဆေးလွတ်တဲ့နေရာမှာပြည်နယ်အုပ်ချုပ်ရေးမှုတွေကိုတိုင်ပင်ခြင်းမရှိခဲ့ဘူးဆိုပါတယ်။တောက်ကြနေကစတင်ငယ်နဲ့ဆန်တော့ပြောင်းမှုတွေဟာကြမ်းဖက်မှုဖြစ်ပြောင်းလဲသွားပြီးဖမ်းဆီးခံရသူဒါဇင်ပေါင်းများစွာရှိကရဲတပ်ဖွဲ့မှလည်းထိခိုက်ဒဏ်ရာမှုတွေရှိတယ်လို့ဆိုပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟော့ဆာကတော့ဒီချမ်ဖတ်ဆန်နော့ပြောက်မှုတွေကိုနှိမ်နှင်းဖို့အတွက်မိန်ပေးထားပါတယ်။လိုအပ်ရင်လိုအပ်သလိုအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်သတင်းပုတ်ပြောကြည့်ပါမယ်။ ်တင်းမာမှုတွေမြင့်တက်ခဲ့ပြီးတဲ့နောက်မှာတော့နေဆက်ကနှစ်ဖက်တက်တွေပြန်ရုပ်ဖို့ထိုင်းနဲ့ကမ္ဘောဒီးယားသဘောတူလိုက်တဲ့ဆိုပါတယ်ကမ္ဘောဒီးယားနဲ့ထိုင်းတို့ကနေဆက်နဲ့နီနီကက်ကက်ထိတက်တွေဖြန့်ထားတာကိုရုတ်သိမ်းလိုက်ပြီးမူလစကန်ချတဲ့နေရာတွေစီပြန်ဆုတ်ခွာဖို့သဘောတူခဲ့ပါတယ်ကမ္ဘောဒီးယားကာကွယ်ဝန်ကြီးဌာနကတပ်တွေကိုမူလစခန်းစီပြန်ရုပ်သိမ်းမဲ့ကိစ္စဇွန်10ရက်နေ့မှာတီးပြုတ်ကျင်းပခဲ့ပါတယ်။အစောပိုင်းမှာတော့ထိုင်းကာကွယ်ဝန်ကြီးဌာနကလည်းနေဆက်ကိုအပိုဆောင်ဖြည့်တင်ထားတဲ့တပ်တွေကိုနှစ်နိုင်ငံလုံးကပြန်ခေါ်ယူมาဖြစ်တယ်လို့အသိပေးပြောထားပါတယ်။ မူလကကမ္ဘောဒီးယားဟာထိုင်းနဲ့နယ်စပ်တချို့မှာတန်အာ12000လောက်ပြင်လက်နက်ကြီးတွေလေရင်ပြည့်အမြောက်တွေကိုပါဖြန့်ကျက်ထားတာပါအလားတူထိုင်းစစ်တပ်ကလည်းကမ္ဘောဒီးယားနယ်စပ်မှာလုံခြုံရေးတိုးမြှင့်ခဲ့ပါတယ်ပြီးကြတဲ့လကနယ်စပ်မှာနှစ်ဖက်စစ်တပ်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက်ကမ္ဘောဒီးယားစစ်သည်တို့သေဆုံးခဲ့တဲ့ဖြစ်ရပြီးနှစ်ဖက်ကြားတင်းမာမှုမြင့်တက်ခဲ့ပါတယ်မေ28ပြည်ထောင်နဲ့ပတ်သက်လို့ကမ္ဘောဒီးယားကတုံ့ပြန်လိုတဲ့သဘောထားတချို့ပြသခဲ့ပြီးထိုင်းကလည်း တကယ်လို့နိုင်ငံချုပ်ချာအာဏာသာထိပါခံရရင်စစ်တိုက်ဖို့အသင့်ပဲလို့ကြီးညာပါတယ်။ရှင်းတော့အာရှဒေတာတွင်အိန္ဒိချင်းနှစ်နိုင်ငံဟာနေဆက်မှာစစ်အင်အားအပြိုင်တိုးမြင့်ပြီးဖြစ်နိုင်ခြင်းအလုံးတွာပြင်ဆင်ထားခဲ့သလိုနောက်ကွယ်မှာလည်းပြည်ပကောက်ကိုပိုကြီးထွားမလာအောင်နှစ်ဖက်လုံးကအခြေလေညှိနှိုင်းခဲ့ပါလိမ့်။ခုတော့နှစ်ဖက်လုံးတက်တွေပြန်ရုပ်သိမ်းဖို့သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။စစ်ဖြစ်မှာကိုစိတ်ပူနေတဲ့နှစ်နိုင်ငံရဲ့ဇက်ဒေတာခန့်တွေတော့ဒါဟာအသက်ရှူချောင်စရာသတင်းလို့ပြောပါမယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာ1100ကီလိုမီတာရှည်တဲ့နယ်စပ်ထိစပ်နေပြီးအဲ့ဒီနယ်စပ်တစ်လျှောက်နေရာလေးနေရာမှာပြည်ထနာတက်နေတာပါထိုင်းကာဝေးဝန်ကြီးဖုန်တန်ဝီထရာချိုင်းကထိုင်းနဲ့ကမ္ဘောဒီးယားဆိုရဟာနယ်စပ်ညှင်းခုန်နဲ့တိကျပြည်လည်မှုရတဲ့အထိအဆွနေဖို့စဉ်းစားရှိကြောင်းပြောပါတယ်ထိုင်းနဲ့ကမ္ဘောဒီးယားဟာနယ်စပ်ပြည်ထနာနဲ့ပတ်သက်ပြီးဇွန်စလိမ်မှာနှစ်နိုင်ငံပူးတွဲပါဝင်တဲ့ကော်မတီစည်းဝေးကျင်းပဖို့စီစဉ်ထားပါတယ် ဒီတော်တွင်ကမ္ဘောဒီးယားဆိုရကတော့နေဆက်ညှိပွားမှုကိုပြည်ပစံတရားရုံး ICJC တင်ပြပြီးအဆုံးဖြတ်ခံယူလို့တဲ့သဘောထားထပ်လောင်းတည်ပြထားပါတယ်။ထိုင်းကတော့ဒေတာတွင်ပြဿနာကို ICJC တင်ပြတာကိုလုံးဝမလိုလားဘူးလို့ဆိုပါတယ်။မလေးရှားကတော့အာဆီယံဖွဲ့ဥက္ကဋ္ဌအနေနဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြားပြဿနာကို ICJC မတင်စမဲအာဆီယံဖွဲ့တွင်သာဖြည့်ရှင်းစီစဉ်တဲ့သဘောထားရှိတယ်လို့သိရပါတယ်။ ဒီမိုကရက်တွေကိုဗက်ပြောင်းထောက်ခံဖို့အီလွန်မတ်စ်တင်တဲ့လောက်ခံရင်ပုံမဆိုးရတာတွေကြုံရလိမ့်မယ်လို့ထရန့်ကပြောပါတယ်။ထရန့်နဲ့လုံးဝအဆင်မပြေဖြစ်တဲ့အီလွန်မတ်စ်ဟာတကယ်လို့ဒီမိုကရက်တစ်ဘက်ကိုဗက်ပြောင်းထောက်ခံမယ်ဆိုရင်အင်မတန်ပြင်းထန်တဲ့ဆိုးရတဲ့ကြိုးစားနဲ့ရင်ဆိုင်ရလိမ့်မယ်လို့သမ္မတထရန့်ကတတိပေးချင်းကြပါလေ။ကမ္ဘာ့ချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မတ်စ်ဟာတချိန်ကထရန့်ရဲ့အဓိကနိုင်ငံရေးမဟာမိတ်ဖြစ်ခဲ့တယ်လို့ရွေးကောက်ပွဲမှာထရန့်အတွက်မဲဆွေရေမုံငွေပမာဏအများဆုံးဖြစ်ဒေါ်လာတန်250နီးပါးလှူဒန်းခဲ့တယ်ပါ။ ဒါပေမဲ့ပြီးခဲ့တဲ့သတင်းပတ်ကစားလို့သူတို့နှစ်ယောက်ကြားဆက်ဆံရေးလူသိရှင်ကြားပျက်စီးသွားပြီးအပြန်အလှန်ခက်ခဲသည့်သည့်ဝေဖန်ထိုးနှက်မှုတွေနဲ့စတင်ခဲ့ပါတယ်။ဇွန်9ရက်နေ့မှာတော့ထရန့်ကတကယ်လို့ Illumester တိုက်ခန့် Democratic Party အမတ်တွေကိုရွေးကောက်ပွဲမှာဗတ်ပြောင်းပြီးတော့အကူအညီပေးခဲ့မယ်ဆိုရင်တော့ပြင်းထန်တဲ့အကျိုးဆက်ကိုကြုံရလိုက်မယ်လို့ပြောပါတယ်။ Illumester ထရန့်ကလက်တော်ကိုဆိုပြီးတင်ပြထားတဲ့အခွန်မူကြမ်းကိုစန့်ကျင်ရပါတယ်။ ထရန့်နဲ့စိတ်ဝမ်းကွဲခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာတော့ဒီမိုကရက်ပါတီကလည်းအဲ့ဒီအခွင့်အမှုချမ်းကိုကန့်ကွက်ထားပါလေ။ဒါကြောင့်အဲ့ဒီတူညီတဲ့အမြင်ကိုအခြေခံပြီး Elon Musk ကဒီမိုကရက်ပါတီဘက်ကိုကူးပြောင်းသွားမှထရန့်ကစိုးရိမ်နေပါလေ။တကယ်တော့အဲ့ဒီလိုလုပ်မယ်ဆိုရင် Elon Musk ဟာသူ့လောက်ရဲ့အကျိုးဆက်ကိုတေချာပေါက်ခံစားရလိမ့်မယ်လို့ထရန့်က NPC သတင်းဌာနနဲ့အင်တာဗျူးမှာပြောပါလေ။ဘယ်လိုအကျိုးဆက်လဲ။ဒါတို့တော့တေချာမပြောပါဘူး။ သူလေးလူမတ်ကြောင်မှာလူသိရှင်ကြောင်ပြဿနာတက်ခဲ့ပြီးတဲ့နောက်အဲ့ဒီဆက်စပ်ရင်းကိုပြန်ပြင်ဆင်ဖို့လဲစံနာမရှိဘူးလို့တမရကဆိုပါတယ်။ Elon Musk နဲ့သူကြောင်ဆက်စပ်ရင်းအဆုံးသက်သွားပြီလားလို့ NBC ကမေးတဲ့ကထွက်လာ။အဲ့ဒီလိုထင်ကြောင်ဟုတ်တယ်လို့ဖြေရမယ်လို့ပြောပါတယ်။ထွက်ကသူဟာ Elon Musk နဲ့စကားပြောဖို့လဲစီစဉ်မရှိဘူးဆိုပါတယ်။အဲ့ဒီလောက်ထိသူမအားဘူးလို့မှတ်ချက်ပေးခဲ့သလို Elon Musk ဟာတမရရုံးကိုမထီမဲ့မြင်ပြုခဲ့တာလို့ဆွဆွဲပါတယ်။ Elon Musk ရဲ့အယိုးသေးတန်တဲ့ကိစ္စဟာတိတ်ဆိုးရတဲ့ကိစ္စလို့ယူဆပါတယ်။ တမရယုံကိုမလေးလွဲစားလုပ်လို့မရဘူးလို့ထွန်းကပြောပါလေအခုသတင်းပတ်တမအီလူမတ်စ်ကသူ့ပိုင်ဆိုင်တဲ့လူမှုကွန်ပျူတာ X ပေါ်မှာထွန်းကိုဝေဖန်ထိုးနေတဲ့ post တွေဇက်တိုက်တင်ခဲ့ပြီးနောက်ပိုင်းတော့ပြန်ဖြတ်သွားပါလေအဲ့ဒီ post တဲမှာတကယ်လို့မိမိသားမထောက်ခံရင်ထွန်းဟာရွေးကောက်ပွဲနိုင်စရာအကြောင်းမရှိဘူးလို့ပါတယ်လို့ထွန်းဟာနာမည်ဇိုးနဲ့ကြော်ကြတဲ့တက်ငယ်မရင်းသမား Jeffrey Epstein နဲ့ဆက်နွယ်မှုရှိကြောင်းစွပ်စွဲထားပါလေ ဲ့တော့ Trump ကလည်း Elon Musk ရဲ့ company တွေနဲ့အစိုးရကြားချုပ်ထားတဲ့စာချုပ်တွေဖျက်သိမ်းမယ်လို့လူသိရှင်ကြားချင်းချောက်ခဲ့ပါတယ်။အင်ဂျီရောမှာသတင်းတော်တွေနဲ့တွေ့ဆုံချိန်မှာ Trump က Elon Musk ကိုအရန်စိတ်ကုန်သွားပြီလို့ပြောကြားခဲ့ပါတယ်။ထိုင်းနဲ့အီလိုမက်စ်ရဲ့အစီအစဉ်ကြားကြားထဲမှာဂျားတွေကဒုက္ခရောက်တော့သွားတာကတော့ NASA ရဲ့သိပ္ပံဆိုင်ရာအစီအစဉ်တွေပဲဖြစ်ပါတယ်။ NASA ဟာကွန်ကရစ်ကိုပေးပို့တဲ့အသုံးစိတ်ထောက်ခံမှုကိုထုတ်ပြန်ခဲ့ပြီးသိပ္ပံဆိုင်ရာစီမံကိန်းတွေရန်ပုံငွေထောက်ဝယ်နေပါဖြတ်တောက်ခံရပါတယ်။ လောက်ဆောင်စေတယ်မဟုတ်အကာသာထဲမှာရှိနေတဲ့တိပ်ပတ်မရှင်40ဟာလည်းရက်တန့်ရဖို့ရှိနေပါလေ Elon Musk SpaceX နဲ့အစိုးရစာချုပ်တွေဖြတ်သိမ်းမယ်လို့ Donald Trump ကချင်းချောက်ထားပါလေ NASA ဟာ SpaceX ရဲ့ Falcon 9ဒုံးပျံကိုအားထားပြီးတော့ American အာကာသယာဉ်မှုတွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုနိုင်ငံတကာအာကာသစခန်းပို့ဆောင်နေရပါတယ်။ NASA ဟာ SpaceX ရဲ့ Starship ဒုံးပျံကိုတုံးနေရပြီးလက်ကပါကိုလူသားတွေစေလွှတ်ဖို့နဲ့နောက်ဆုံးမှာအင်္ဂါဂြိုလ်ထိသွားဖို့တော့မှခဏဝီရည်မှန်းထားတာပါ။ လက်ရှိမီဒီယာမသေးချာမှုတွေဟာလူသားတွေရဲ့အာဂါသစီစဉ်ကိုအကျိုးသက်ရောက်စေပြီလို့ဆိုပါတယ်။အာဂါသတိတ်ပန်တဲ့စူးစမ်းရှာဖွေမှုကအစိုးရကုမ္ပဏီတွေနဲ့ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေကြားမှာရေရှည်စီမံကိန်းနဲ့ပူးပေါင်းဆောင်ရွက်မှုပေါ်မူတည်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ထွန်းနဲ့အီလိုမက်ဂျာရန်ပွဲပြင် NASA ရဲ့ဘတ်ဂျက်ဖြတ်တောက်ခံရနိုင်ခြေပေါ်စိုးရိမ်မှုမြင့်တက်နေပါတယ်။အာဂါဒာယမူရီကိုအင်ကာဂျိုဆေလိုဘဒေါ်လာတန်တရာတိုးမြင့်ရရှိထားတာကလွဲလို့ကျန်တဲ့ကဏ္ဍတွေအလုံးနဲ့ရပ်ပုံဝင် short ချဖို့စီစဉ်နေပါတယ် ဒါဟာ NASA ရဲ့သိပ္ပံဆိုင်ရာ ရင်ဆိုင်ခဲ့ရသမျှအကြီးမားဆုံးအချက်အသေးပဲဖြစ်တယ်လို့ NASA ညွှန်ကြားမှုကပြောပါတယ်။သမ္မတထရန့်ဟာတရုတ်တွေထက်အရင်လက်ကပပေါ်စဉ်သက်နိုင်မှုနဲ့အင်္ဂါဂျူပေါ်မှာ American Alliance ဆိုက်ပုတ်ကလွယ်ပြီးဂျန်နာရီကတော့ဒုတိယဦးစားပေးဖြစ်တယ်လို့ Grand Prix တက္ကသိုလ်ကအာဂါသလေလာသူဒေါက်တာအဒမ်ဘေကာကလည်းသုံးသပ်ပြောပါတယ်။နျူကလ িয়ার စွမ်းရင်တုံးနိုင်တဲ့တက်ခတ်ရည်ရင်ကိုတင်မောဆက်နှစင်ဗြိတိန်ကတည်ဆောက်မယ်ဆိုပါတယ်။ဗြိတိန်တက်ခတ်ရည်ရင်ကိုတင်မောဆက်နှစင်တည်ဆောက်သွားမယ်လို့ ပြည်ထောင်ကြီးချုပ်စာကီယာစတာမာကပြောပါတယ်။တမယိုကျလက်နက်တက်ဆင်ထားတဲ့နျူကလ িয়ার စွန့်ရင်တုံးရင်ကုန်တင်ပေါ်ဆင်းနှစင်းအထိပြည်ထောင်ရဲ့လက်ရှိရေးတက်မှာ2030နောက်ပိုင်းမှာစတင်ပြီးအစားထိုးသွားမယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။ဒါအပြင်ပြည်ထောင်ဟာနျူကလ িয়ার ထိပ်ဖူးထုတ်လုပ်ရေးအတွက်ပေါင်15ဘီလီယံသုံးဖို့လည်းဝန်ကြီးချုပ်ကတည်ပြုပါတယ်။ပြည်ထောင်ရင်ဆိုင်နေရတဲ့ကြီးထွားလာတဲ့ချင်းချောင်းမှုကိုဟန်တာရေးအတွက်လက်နက်ကန်တပ်တွေအနေနဲ့ တိုက်ပွဲဝင်ဖို့အစဉ်သင့်အနေထားဖြစ်ရဖို့အစိုးရရဲ့အဓိကကာကွယ်ရေးပြန်လည်သုံးသပ်ချက်အစဉ်ခံစာမှာတိုက်တွန်းထားပါတယ်။နျူကလ িয়ার လက်နက်တပ်ထားတဲ့ရင်းကုန်သင်္ဘောနဲ့အတူသင်္ဘောအစ်စ်တွေဟာပြည်ထိုင်တဲ့နေတိုးအဖွဲ့ကိုစေစုနှစ်များစွာဘေးကင်းစေလိမ့်မယ်လို့ဝန်ကြီးချုပ်ကီယာစတာမားကပြောပါတယ်။သင်္ဘောအစ်စ်တွေတည်ဆောက်မှုက2030မှာလောက်ကင်ပေါင်း3000ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ပြည်ထိုင်ဟာနေတိုးအဖွဲ့မှာဥရောပဦးဆောင်နိုင်ငံဖြစ်လို့ပဲမြင် 2034မှာကာကွယ်ရေးသုံးစိတ်ကို GDP ရဲ့300ငန်းတုံးထိသုံးဆွဲနိုင်မလားဆိုတာကိုအတိမပြုနိုင်သေးလို့ကာကွယ်ရေးသုံးစိတ်အတွက်ဂရီကိုအပေါ်မိကွန်းထုတ်ဖွယ်ရှင်းနေပါတယ်။အစိုးရကတော့2029ခုအပိလာမှာကာကွယ်ရေးသုံးစိတ်1.5ငန်းတုံးထိမြင့်တက်မယ်လို့ဂရီပြုထားပြီးလာမယ့်ပါလီမန်အသစ်မှာ300ငန်းတုံးရရှိဖို့ရည်မှန်းထားကြောင်းလည်းအရင်ကပြောဆိုထားတာဖြစ်ပါတယ်။ပြည်ထောင်အနေနဲ့စစ်ရင်အားကိုဒီလိုတိုးမြှင့်လာရတာအကြောင်းရင်းရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ရုရှားနဲ့တင်းမာလာတဲ့ခြေတွေကပုံမဆိုးရတာကြောင့်ဖြစ်ပါတယ်။ယူကရိန်းကိုနောက်ဝယ်ကနေဒီကထောက်ပံ့ပြီးမြောက်ပင့်နေတာဟာပြည်ထိန်မဲဖြစ်တယ်လို့ရုရှားကအတီလင်းဆွဆွဲထားတာဖြစ်ပါတယ်။ပြည်ထိန်နဲ့ဂျာမနီတို့ဟာယူကရိန်းကိုပြောင်ပြောင်တင်းတင်းထောက်ပံ့ကူညီပေးနေပြီးဒါဟာသူတို့ကိုယ်တိုင်နောက်ဝယ်ကနေရုရှားကိုတိုက်ခိုက်နေတာလို့ရုရှားသမ္မတရုံးပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကလည်းပြောပါလိမ့်။ပြည်ထိန်နဲ့ဂျာမနီတို့သုံးတဲ့လက်နက်တွေနဲ့ယူကရိန်းက ရုရှားနဲ့မြေတည်းဝင်ရောက်တိုက်ခိုက်မှုတွေလည်းရှိနေပြီးဒါဟာတတိယကမ္ဘာစစ်ပွဲကိုဆွဲခေါ်နေတာပဲလို့ရုရှားရဲ့ပြောရေးဆိုခွင့်ရှိတဲ့ဒီမီထရီပက်စကော့ကဆိုပါတယ်ဂါဇာမှာနေထိုင်သူတွေကိုတမင်တကာရွေးချယ်ပြီးစနစ်တကျပိတ်ပင်ခြင်းအစ္စရေးကလုပ်နေတယ်လို့ကုလသမဂ္ဂကပြောပါတယ်မကြသေးမီကဖြစ်ခဲ့တဲ့ဂါဇာမှာနေထိုင်သူတွေရိတ်ခါထောက်ပံ့မှုတွားယူစဉ်ဘုံကျခံမှုနဲ့ပတ်သက်ပြီး ထိတ်လန့်ဖို့မျိုးကိုနေတွေ့ရတယ်လို့ကုလဖွဲ့ရဲ့အကူအညီထောက်ပံ့ရေးကြီးကကပြောပါတယ်။ဒါဟာဒုက္ခသည်တွေရည်တည်ရေးအတွက်မရှိမဖြစ်လိုတဲ့အထောက်ပံ့တွေကိုတမင်တကာရွေးချယ်ပြီးစနစ်တကျပိတ်ပင်လာမယ်လို့ဆိုပါတယ်။ဒါအပြင်ကုလသမဂ္ဂထွေထွေအန်တိုနီယိုဂူဒါရက်စ်ကအဲ့ဒီလိုမျိုးလုံတဲ့ကိစ္စပေါ်အစ္စရေးကြီးချုပ်ဗဂျမီနီတန်ယာဟုကိုပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်ပါတယ်။ဂါဇာကမ်းမြောက်မှာအကူအညီပေးလုပ်ငန်းတွေလုပ်နေတဲ့အမေရိကန်နဲ့အစ္စရေးကြော်ဟောင်းနောက်ခံပြုထားတဲ့ဘက်ကသူတို့လုပ်ငန်းတွေရာရီရဆိုင်ကြောက်ပေါ်ထူနေတာကြီးညာပါတယ်။ ရဲခါဖြန့်ဝေရေးဗဟုဌာနတွေတွားရလန်တွေကိုတိုက်ခိုက်ဆုံးဖြစ်ယူဆကြောင်းလည်းအစ္စရေးစစ်တပ်ကသတိပေးထားပါတယ်။သူတို့လုံနေတဲ့ရဲခါဖြန့်ဝေရေးဌာနနီးတေဆုံးမှုဖြစ်ရတဲ့ဖြစ်ခဲ့ပြီးနောက်အလိကျညာချက်ကိုဂါဇာလူသားချင်းစာနာတဲ့ Foundation ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီဂါဇာလူသားချင်းစာနာတဲ့ Foundation GHF အကူအညီပေးဌာနနီးပြစ်ခတ်မှုမှာလူ28ဦးသေပါတယ်။ဒီဖြစ်ပျက်ကိုစုံစမ်းစစ်ဆေးသွားမယ်လို့စစ်တပ်ကပြောပါတယ်။ကဘာကြီးကစောင့်ကြည့်နေတယ်။စားတော့ဖို့အတွက်သွားယူမိတာနဲ့ ပါလက်စတိုင်းတွေပြည်ခံရပြီးတည်ဆုံနေရတယ်။ဒါတရားမျှတမှုရှိလားလို့ကုလသမဂ္ဂကပြောပါတယ်။စိတ်ဒဏ်ရနေတဲ့လူနာထောက်ပေါင်းများစွာကိုကုသပေးနေရပါတယ်လို့ရေးပေါ်ကျမ်းမာရေးဆောင်ရှောက်မှုဖွဲ့တွေကတည်ပြုပါတယ်။အစ္စရေးတပ်ဖွဲ့တွေကသူတို့ပြစ်ခတ်ခဲ့ပါတယ်လို့ပြောကြားပြီးမှပဲမနေ့ကတည်းကဒါဇင်ပေါင်းများစွာဆင်းရုံရောက်မှတည်ဆုံပြီးဖြစ်နေပါတယ်။ဒါလူနှစ်တန်းလောက်အသက်ရှင်ဖို့မရှိမဖြစ်လိုအပ်တဲ့အရာတွေကိုစနစ်တကျပိတ်ပင်တာနဲ့တမင်တကာရွေးချယ်တဲ့ရလဒ်ပဲလို့ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေချက်ချင်းပြုလုပ်ဖို့ကုလကြီးကရဲ့တောင်းဆိုချက်ကိုလည်းထပ်ပြောပါတယ်။ဒါလီယာတီးကြစီဖြစ်ဖြစ်နေတာမဟုတ်ပါဘူး။ကျူးလွန်သူတွေတာဝန်ခံမှုတာဝန်ယူမှုရှိစေရမယ်လို့ Gutierrez ကပြောပါတယ်။သူတို့ရဲ့ကလေးတွေကိုကျွေးမွေးဖို့တက်ဆွန့်ဆံပြလုပ်ရတာဘလို့မှဖြစ်တယ်လို့ဆိုပါတယ်။ကုလနဲ့အကူအညီပေးအဖွဲ့အဓိကအဖွဲ့စည်းတွေက Israel CIA Imagine ပုံဖော်ထားတဲ့အတွက်ကြောင့်သတိထားဖို့ပြောပါတယ်။ ဒီတော့နီကူလောက်ဖက်ကဂါဇာတို့ခွင့်ပြုပေးထားတဲ့အကူအညီပစ္စည်းပမာဏကိုဖော်ပြခဲ့ပါတယ်။နှစ်လကျော်ကြာလုံးဝပိတ်ဆို့ထားပြီးနေချင်းပြန်ဖွင့်ပေးတဲ့အနေနဲ့အီဇွေကပိတ်ဆို့မှုတစ်စိတ်တစ်ပိုင်းပြန်ဖွင့်ပြီးနောက်ဒီလိုကြေညာတာပါ။ကျွန်တော်တို့အလုပ်တွေကိုလုပ်ဖို့ကျွန်တော်တို့ခွင့်ပြုပေးပါ။ကျွန်တော်တို့မှာလုံမဲ့အဖွဲ့တွေရှိတယ်။အစည်းအဝေးတွေရှိတယ်။ပစ္စည်းတွေနဲ့တွေ့ကြုံတွေရှိတယ်လို့လူသားချင်းစာနာမှုရေးရတဲ့အရေးပေါ်ကယ်ဆယ်ရေးမှုကုလလက်ထောက်တွင်မှုကျ Fletcher ကပြောပါလေ။ကျွန်တော်တို့ရဲ့ရေးခိုင်ရင်လည်းညီပဲ့ခံရတာ။ နှောင်နှေးကြန့်ကြအောင်မလုပ်ပါဘူးဆိုတာသေးချောင်းလုပ်ပေးပါ။တစားကနေလှုပ်ပေးပါ။ပြည့်ရရေကိုအကောင့်ထည့်ပေါ်ပေးပါလို့သူကပြောပါတယ်။ယူကရိန်းရဲ့စမ်းသစ်တဲ့ဒုံးလက်နက်စွမ်းအားနဲ့ရုရှားလေဆိပ်ကိုတိုက်ခိုက်ခံရမှုကြောင့်ပူတင်ရဲ့အစ္စကန်ဒါဒုံးခွင်းလုံးစနစ်ပျက်စီးသွားတယ်လို့ဆိုပါတယ်။ဒီစမ်းသစ်တဲ့ဒုံးကြီးဟာနောက်ဥရောပကလာတဲ့လက်နက်ဖြစ်နိုင်တယ်လို့ရုရှားလူကဆိုပါတယ်။ဒီလိုလက်နက်ကိုယူကရိန်းကရုရှားနဲ့မြေတွင်ပထမဦးဆုံးအသုံးပြုတိုက်ခိုက်လိုက်တာပဲဖြစ်ပါတယ်။ ဒါဟာအနောက်ဥရောပမှာစစ်ပွဲတွေပေါဝင်လာပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။ဇွန်လရဲ့နေ့ညပိုင်းကရုရှားဘက်မှ drone 480နဲ့ဒုံးကြီး44လုံးနဲ့ယူကရိန်းမြို့တော် Kiev ကိုတိုက်ခိုက်ပြီးနောက်နိုင်ပိုင်းကြမှာယူကရိန်းဘက်မှရုရှားနိုင်ငံတဲ့ drone နဲ့ဒုံးကြီးတွေတုံးပြီးပြန်တိုက်ခိုက်ပါတယ်။ထူးခြားဖြစ်စဉ်ဖြစ်ရုရှားရဲ့ Bryans လေရင်ကွင်းထဲမှာကြာရောက်ပေါက်ွက်တဲ့ဒုံးကြီးဟာလက်နက်စမ်းလက်နက်အသစ်ဖြစ်တယ်လို့သိရပါတယ်။ဒီပစ်ခတ်မှုမှာရုရှားရင်နံကျက်ဆက်ကို ကရစ်စတော့မီးလောင်ပေါက်ကွဲပျက်စီးခဲ့တဲ့ Brains လေဆိပ်တန်းကြောက်ရွံ့တဲ့ဒုံးကြီးဟာပူတင်အားထရာနျူကလ িয়ার တင်ဆောင်ပစ်ခတ်နိုင်စွမ်းရှိတဲ့ Iskander ဒုံးခွင်းဒုံးစနစ်ကိုပျက်စီးသွားစေခဲ့ပါတယ်။ Brains လေဆိပ်တွင်ဒုံးကြီးနှလုံးကြောက်ရွံ့ပေါက်ကွဲမှုမှာမှုပွင့်ပုံတိမ်လိပ်တင်ဆန်နေအတွင် ကောင်းကင်အမြင့်ဆုံးအထိမီးကိုလုံးတွေမီးတောက်တွေလောင်ကျွမ်းပေါက်ကွဲခဲ့ခြင်းဖြစ်ပါတယ်။စစ်ပွဲကာလမှာယူကရိန်းဘက်မှပထမဆုံးသုံးမျိုးတိုက်ခိုက်တဲ့ဒုံးကြီးအစ်ဖြစ်ပါတယ်။ ဒီဒုံးကြီးဟာဂျာမနီထုတ်တာဝေးပြတာရက်စ်ဒုံးကြီးဖြစ်မယ်လို့ရုရှားဝါဒဖြန် Tasgrad Telegram Channel မှာရေးထားပါတယ်ဒီပြစ်ခတ်တိုက်ခိုက်မှုဟာမရိကန်သမ္မတထရန်ရဲ့ဂျာမန်ဒီပလီဖရိုင်ဒက်စ်မှာတို့ရုံးကမှတွေ့ဆုံပြီး24နှစ်အတွင်းပြစ်ခတ်ခြင်းဖြစ်ပါတယ်ရုရှားဘက်မှဂျာမနီဟာယူကရိန်းကိုပေးတဲ့တာရက်စ်ဒုံးကြီးကိုဒီလိုမျိုးပြစ်ဖို့အတွက်ပေးခဲ့တာလို့ဆွဆွဲခဲ့ပြီး တတရကပါစစ်ဖြစ်လာမဲ့ရေဟာဟိုနှီးဆက်လာတာဖြစ်ပါလေဂျာမန်ဆိုရပြင်သတင်းရင်းမြစ်တွေရထရန်နဲ့ဖရက်ဒရစ်မာစ်တို့တွေ့ဆုံမှုမှာယူကရိန်းကိုတာရက်စ်တုံးကြီးတွေပေးဖို့သဘောတူပြီမဲ့လဲအခုပြစ်ခတ်မှုတွေခွင့်ပြုတဲ့အဆင့်မဟုတ်ဘူးလို့ငြင်းဆိုပါတယ်ယူကရိန်းကသူ့သဘောနဲ့သူပြစ်လိုက်တာလားတော့မသိရပါဘူးဒီတာရက်စ်တုံးကြီးကတလုံးကိုတန်ကြေးပေါင်၈သိန်းလောက်တန်ပါတယ်တနားကိုမိုင်း600အလိန်လုံးနဲ့သွားနိုင်ပြီးပြစ်မှတ်ကို GPS မှာကွက်တီပြစ်ခတ်နိုင်စွမ်းရှိတယ်လို့ လေကြောင်ရဲ့ကာဝေးစနစ်ကိုကျော်ဖြတ်နိုင်ပါတယ်မေလာကောင်ပိုင်းကပဲဖရက်ဒရစ်မာဆာယူကရိန်းအားဂျာမနီပြင်ပြင်သစ်ဗြိတိန်နဲ့အမေရိကန်တို့ပေးထားတဲ့မဟာဗျူဟာမြောက်တာဝဲပစ်ဒုံးကြီးတွေရုရှားနိုင်ငံအတွင်းပိုင်းထိအတားအဆီးမရှိဖြစ်ခတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းတီးပြုပြောဆိုခဲ့ရာရုရှားနဲ့နောက်မဟာမိတ်အင်အားစုတွေကြားဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတင်းမာမှုတွေထူးမြင့်တက်ခဲ့ပါတယ် လာမယ့်နှစ်2026မှာစတင်ပြီးဘူဂေးရီးယားမှာရုံငွေကြေးသုံးပြုဖို့ဥရောပသမဂ္ဂကအခွင့်ပြုမိန့်ပေးလိုက်ပြီဖြစ်ပါတယ်။2026မှာစတင်ကဘူဂေးရီးယားနိုင်ငံမှာရုံငွေကြေးသုံးပြုခွင့်ကိုဥရောပကော်မရှင်နဲ့ဥရောပဘဟုဘဏ်ကဗိုလ်ထူးနေမှာခွင့်ပြုခဲ့တဲ့အတွက်ဘူဂေးရီးယားဟာဘုံငွေကြေးနယ်ပယ်ဝင်ရောက်လာတဲ့20နိုင်ငံမြောက်နိုင်ငံဖြစ်လာပါတယ်။ဘူဂေးရီးယားစီးပွားရေးကဂျန်ရူရိုဇုံနဲ့ဘလို့ဆက်ဆက်နေကြောင်းဖော်ပြတဲ့ပေါင်းစည်းခြင်းအစဉ်ခံစားမှာနိုင်ငံပေါင်း20မှာဥရောပသား 348တန်းကလက်ရှိသုံးနေတဲ့ငွေကြေးလက်ခံသုံးပြဖို့လိုအပ်တဲ့တရားဝင်စံနှုန်းတွေနဲ့ဘူဂေးရီးယားကိုင်ကြီးချောင်းကော်မရှင်ကပြောပါတယ်ဘူဂေးရီးယားကရိုငွေကို2026ဇန်နဝါရီ1ရက်နေ့မှာစတင်လက်ခံဖို့အစဉ်သင့်ဖြစ်နေပြီလို့ဥရောပကော်မရှင်ကပြောပါတယ်ဒါဟာအထင်ကရအမှတ်တမ်းတစ်ခုဖြစ်ပြီးဘူဂေးရီးယားကရိုဇုံကိုဝင်ရောက်မဲ့27နိုင်ငံမြောက်နိုင်ငံဖြစ်လာကြောင်းကော်မရှင်က ထုတ်ပြန်ပါတယ်ဘူဂေးရီးယားစီးပွားရေးနဲ့ဈေးကွက်က ကျန်ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ပေါင်းစည်းမှုအခြေအနေနဲ့နိုင်ငံကျွေးမိအခြေအနေကိုကော်မရှင်ကလေ့လာပါတယ်။ဥရောပဘူဘန်ကလည်းဘူဂေးရီးယားကအဆင်သင့်ဖြစ်နေပြီလို့တီးကြားစင်ကြံစာတစ်ခုမှာဆိုပါတယ်။လိုအပ်တဲ့ပြည်ပြောင်းလဲမှုလုပ်ဖို့အလွန်အမင်းကြိုးပမ်းအားထုတ်တဲ့အတွက်ဘူဂေးရီးယားကိုဂုဏ်ပြုကြောင်းပြောကြားလိုတယ်လို့ထုတ်ပြန်ကြမှာဥရောပဘူဘန်အလုံးမှုဆောင်ဘုတ်ဖွဲ့ဝင်ဖရစ်လိန်ကပြောပါတယ်။၂၀၀၉ခုနှစ်မှာဥရောပကိုဝင်ရောက်လာကြတဲ့ကဘူဂေးရီးယားဟာ၎င်းတို့ရဲ့ live ငွေကြေးစာရူကိုပြောင်းလဲသုံးဖို့အကြံပေးမှုပါတယ်။ဒါမဲ့ကာလာတန်ကြာစောင့်စားပြီးတော့ဘူဂေရီးယားနိုင်ငံသား90%ခန့်လုံးကရူငွေနဲ့ပတ်သက်ပြီးတန်ဆေရကြည်လာပါတယ်။ကနအုပ်စိတ်အားထက်သန်မှုတွေပျောက်ဆုံးသွားပါတယ်။မေလမှာ Euro Barometer စတမ်းမှာဖော်ပြပါတယ်။ချုပ်ဘူဂေရီးယားနိုင်ငံသားတွေကငွေကြေးပြောင်းလဲကြောင်းကုန်စည်နှုန်းတက်လာမှစိုးရိမ်နေပါတယ်။ဈေးနှုန်းပွင့်လင်းမြင်တာပေါ့နဲ့ဈေးနှုန်းလွှဲသွင်းလာလို့တာတိုက်ဖြတ်ဖို့အထူးအားထုတ်မှုတော့လိုအပ်ပါလိမ့်မယ်လို့ဥရောပသမဂ္ဂစီးပွားရေးကော်မရှင်နာမင်းကြီးကပြောပါတယ်။ အရင်ကအလေးချင်းနေနဲ့ရုံငွေကြေးတုံးပြတဲ့တခြားနိုင်ငံတွေအချက်လက်အရာစွမ်းဆောင်နိုင်မယ်ဆိုတာဖော်ပြနေပါတယ်ငွေကြေးပြောင်းလဲမှုကြောင့်ဈေးနှုန်းနှင်းငယ်တက်တဲ့ဆိုတာမဆိုစလောက်ပါပဲလို့ဆိုပါတယ်ရုံငွေဆက်ကွက်နဲ့ဒင်ကားတွေကိုအသုံးပြုနိုင်ခြင်းပြင်ယူရိုဇုန်ဖွဲ့ဝင်ဖြစ်လာတဲ့အတွက်ကြောင့်ဥရောပဘဟုဘဏ်ရဲ့နှုံထားသမဲ့ရေးအုပ်ချုပ်ရေးကောင်စီမှကိုယ်စားလက်တနေရာစာရရှိမှာဖြစ်ပါတယ်ဥရောပသမဂ္ဂအမှုဆောင်လက်ရုံးဖွဲ့ထံမှပြူသဘောဆောင်တဲ့ကြံပြူချက်ကိုဥရောပခေါင်းဆောင်တွေကဒီဇွန်လနောက်ပိုင်းမှာတည်ပြုမှာဖြစ်ပါတယ် ဥရောပသမဂ္ဂဗန်နိုင်ဝန်ကြီးတွေဟာဘူဂေရီးယားရဲ့ငွေကြေးလက်ငွေနဲ့ရူငွေလဲနှုန်းကိုဇူလိုင်လမှာပြောင်းလဲသတ်မှတ်မှာဖြစ်ပြီးကျန်တနှစ်လုံးကူးပြောင်းတော့ဘူဂေရီးယားကနီးပညာပိုင်းပြင်ဆင်ရမှာဖြစ်ပါတယ်။ဘူဂေရီးယားကရူဇွန်ကိုဝင်ရောက်လာတဲ့အတွက်ကြောင့်ဘုံငွေကြေးပြင်ပအဖွဲ့မှာဆွေဒင်ပေါ်လန်ချတ်ဟန်ဂေရီရူမေးနီးယားဒိန်းမတ်၆နိုင်ငံသားကျန်ရှိတော့မှာဖြစ်ပါတယ်။ဒီနိုင်ငံတွေကရူငွေကိုနိုင်ငံရေးအတွက်ဖြစ်စေသို့မဟုတ်လိုအပ်တဲ့စီးပွားရေးစံနှုန်းနဲ့မကန့်ညီသေးခြင်းကြောင့် ချက်ချင်းဖုံးဖြိုးတော့အစီအစဉ်မရှိသေးဘူးဆိုပါတယ်ဒီလူကတော့ဆန်းဆန်းပြပြလို့ပြောရမှာဖြစ်ပါတယ်တရုတ်ပြည်ကပရိုဂရမ်မာတူပါသူဟာနောက်ဆုံးပေါ်လေးတက်တော့ပိုင်ဆိုင်ထားပေမဲ့သူ့ရဲ့ကားထဲမှာသာနေထိုင်တယ်လို့ဆိုပါတယ်တရုတ်ပြည်မှာပရိုဂရမ်မာတူကသူ့ရဲ့ဇာတိမျိုးမှာလေးတက်လုံးပိုင်ဆိုင်ထားမယ်ကားထဲမှာနေထိုင်ခဲ့တာဟာလေးနှစ်ခန့်ရှိပြီလို့ထုတ်ဖော်ပြောကြတဲ့အတွက်လူမှုကွန်ရက်သုံးဆွဲသူတွေကြောင့်အံ့အားသင့်ပွင့်မိကုန်ပါအခုလိုဘဝနေထိုင်မှုပုံစံရွေးချယ်ရခြင်းဟာ ကုန်ကြစည်တက်တရရင်အတွက်တောင်မဟုတ်ကြောင်းဒီလိုနေထိုင်မှုပုံစံပေါ်နှစ်သက်လို့ဖြစ်ကြောင်းပြောပါတယ်အသက်40နှစ်ရှိဖြစ်တဲ့ကျန်းယူလိုက်အမည်ရှိမျိုးသားဟာတရုတ်ပြည်တောင်ပိုင်းကွမ်တုံပြည်နယ်ရန်ချမ်းမှာနေထိုင်သူပါနောက်ပိုင်းတရုတ်ပြည်တောင်ပိုင်းဇင်ချန်းကိုပြောင်းလိုက်ပြီးလွတ်လပ်ကန်ခဲ့တာ6နှစ်လောက်ရှိပါပြီသူဟာကနအူးမှာတော့ပုံမှန်တိုင်းသာနေထိုင်ဖြစ်သန်းခဲ့ပါတယ်သူတိုက်ခန်းနဲ့ယုံကြကုလူသွားလာခဲ့ပါတယ်တိုက်ခန်းကအင်လာကတလောက်ကိုဒေါ်လာ340ပေးရပါတယ်ဒါပေမဲ့ပန်းချက်တစ်ခုမှာ ျော်ပွဲစားဖြစ်စခန်းချနေထိုင်ခဲ့တဲ့အတွေ့အကြုံမှာတစ်ဆင့်ဘဝနေထိုင်မှုပုံစံအသစ်သူစိတ်ကူးမိတာပါပဲ။ကျန်းယူလိုက်ဟာလွန်ခဲ့တဲ့လင်းနှစ်ခန်းက EV ဒစီဝယ်ယူခဲ့ပါတယ်။နောက်ခုံနေရာမှာမှုရတခုထဲဖို့လုံလောက်တဲ့အကျဉ်းဝန်းရှိတာတွေ့ရပါတယ်။အဲဒီနောက်ပိုင်းကလေးကရုံးဖွင့်ရက်ဒီမှာကားထဲမှာပဲအိတ်ဆက်ခဲ့ပါတယ်။တရစစ်ကားကလေးပေးဆက်လည်းတုံးလို့ရတယ်။ကားထဲမှာမှုရတခုထားဖို့အကျဉ်းဝန်းလည်းရှိတယ်။ဒါကြောင့်အိရတာတကယ်တော်တော်ပဲလို့ပြောပါတယ်။ရုံးဖွင့်ရက်ဒီမှာကျန်းယူလိုက်က ကုမ္ပဏီမှာရှိတဲ့ကဖေးတေးရီးယားမှာစားတော့လို့ရှိတယ်အာဒုဇာလေ့ကျင့်ခန်းမတစ်ခုမှာရေချိုးတယ်အဲတော့အာဒုဇာတစ်ခုသွားကားဟောအာဒုနဲ့ရုံစင်းပြီးဆိုရင်လည်းကျန်းယူလိုက်ဟာပန်းကြံတစ်ခုထဲမှာတိတ်ဆိတ်တဲ့နေရာလေးကိုရှာနောက်ခုံကိုခောက်မှုရခင်းအိပ်ပါတော့တယ်ကားရဲ့နားတဲ့ပန်းကြံထဲမှာကျန်၅ပွင့်အစစ်အများဆုံးအင်သာတွေလည်းရှိပါတယ်ရုံမရဲတွေမှာဝယ်စားဖို့ပင်မင်းဆိုင်ကိုပို့တယ်အခုလိုနေထိုင်ဖြတ်တန်းတဲ့အတွက်နေစဉ်ကုန်ကျစရိတ်က 14ဒေါ်လာလောက်ပဲရှိပြီးအစားသုံးတဲ့ခြားကုန်စရာစိတ်တွေပါဝင်ကြောင်းပြောပါလိမ့်ကားပါကင်ကြီးတစ်ညကို6ယွမ်ပေးရတယ်။ရုံးမှာကားရဲ့နာခတစ်ရက်ကိုယွမ်20ပေးရပါလိမ့်ခုလိုကားပေါ်နေထိုင်ရခြင်းဟာငွေကြေးကျက်တဲ့ကြောင့်မဟုတ်ပါဘူးဒီလိုနေထိုင်ရတာနှစ်သက်တာကြောင့်လို့ပြောပါလိမ့်ကားပေါ်မှာနေရတာလွတ်လပ်ပြီးတက်တောင်းတတရှိတယ်လို့ဆိုပါတယ်ကျွန်တော်ငွေကြေးကျက်တယ်မရှိဘူးကျွန်တော်ကိုတရားရုံးကအင်ဂျယ်လုံးမှာအခမဲ့နေခွင့်ပေးမယ်ဆိုရင်တော့ကျွန်တော်မနေဘူး ပန်းချင်ရဲ့ဝင်ကျင်အငွေတကာတိုက်ခမ်းမှနေရတာထက်အများကြီးပိုကောင်းတယ်ပိုလွတ်လပ်လဲဆိုပါတယ်ကားပေါ်မှာ၃နှစ်နေခဲ့မှုကြောင့် American Dollar 14000ခန့်သက်သာခဲ့ကြောင်းပြောပါတယ်ဂျန်ယူလိုက်ဟာသူ့ဇာတိမျိုးမှာ Student Media 400ကျဲတဲ့ Leader Type ပိုင်ဆိုင်ပါတယ်ဇင်ကျန်းကိုပြောင်းရှင်မိကအိမ်မတစ်ဆင့် Remove ဘောလောက်ကန်ခဲ့ပြီးတလောက်ကိုယွမ်း1000ကျော်ဝင်ငွေရှိတယ်လို့သိရပါတယ်